ဒါဆိုရင်ဘောဆက်ပြီးတော့လုပ်လို့မှာပေါ့နော် အခုကျွန်တော်တို့ကခါတာလေးကိုမနေ့ကတော့ဆေးခဲ့ရုံနော်ဒါတို့ပြန်ယူဖို့ကိုကျွန်တော်ပြမယ်ပေါ့နော်ဒီမှာအဲဒီ try cut ထဲမှာပြန်ဖမ်းမယ်ပေါ့နော် TO ရဲ့ဒီ to ပေါ့နော် to ဆိုတာကျွန်တော်တို့ to ဟာလေးကိုဒီ data ပေါ့နော်ဒီဒီ data ဆိုတာကျွန်တော်တို့ဒီ file ကိုရယူထားတာပေါ့နော်ဒီအောက်က to e to string ဆိုတာ တကယ်တော့လုံးမလုံးနိုင်ဘူးဆိုလို့ရှိရင်သူကဘာအရာလို့ဆိုတော့ပြရပါဘောเนาะဒါအခုကျွန်တော် software ကိုအပြင်ထုတ်လိုက်မယ်ထုတ်ပြီးလို့ရှိရင်မင်းကတင်လိုက်တဲ့ data တွေရှိမရှိဘောเนาะကြည့်ကြည့်အောင်မင်းကတော့ကြိုကြိုနာမည်နဲ့မောင်မောင်နာမည်နဲ့ဖုန်းနံပါတ်တွေတွဲပြီးတော့ကျွန်တော်ကတင်လိုက်ရပေါ့เนาะအဲဒီတင်လိုက်တဲ့ data တွေကအပြင်ကိုထွက်မထွက်ဘောเนาะဒီပြန်ထုတ်ယူရတဲ့အချိန်မှာဖတ်လို့ရမရကြည့်ရပေါ့เนาะအဲ့တော့ကျွန်တော်တို့ဖုန်းနံပါတ်တွေကျွန်တော်တို့ဒီနံပါတ်နဲ့တွဲရအောင် key value နဲ့တင်းနဲ့ သိပြီလို့ရှိရင်အဲ့ဒါကိုပြန်မကီးပင်းလို့နဲ့ပြန်ထုတ်ရမယ်ထုတ်တဲ့အချိန်မှာကျွန်တော်ကဒရင်လှုပ်ပြီးတော့ပြရအောင်เนาะအဲ့တော့ကျွန်တော်လင်ပြူကိုတောင်းရမယ်အဲ့တော့လင်ပြူကိုတောင်းရင်ဖုန်းနံပါတ်ရယ်လူနံပါတ်ကိုတွဲပြီးတော့လင်လေးတွေလှုပ်ပြီးတော့ပြရမယ်ပေါ့နော်အဲ့တော့လင်ပြူလေးဒီဆောက်ရမယ်အဲ့တော့ခုကျွန်တော် compliance လုပ်တယ်မနေ့ကဟာကိုကျွန်တော်ထုတ်ပြီးတော့ကြည့်ကြည့်မယ်ပေါ့နော် compliance လုပ်တာကြားရပေါ့နော်ကြားနေတယ်အဲ့တော့ကျွန်တော်

ဖွင့်ကြည့်လိုက်မယ်ဖွင့်ကြည့်ရောဒီမှာလောင်းဝင်လာတယ်ဝင်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီမှာလေးပြရတယ်ပေါ့နော်ဟုတ်အဲ့တော့ဒါတာဖတ်လို့ရတယ်အဲ့တော့ဒီကောင်က၄ယောက် white ၄ယောက် high ကိုတောင်းတယ်၄ယောက် high ကမတ်ပေးတယ်၄ယောက် white ကလည်းအပြည့်ပေါ့နော် mask ပေးတယ်ပေးတယ်ပြီးလို့ရှိရင်သူ့ကို ID ချိန်လိုက်မယ်ပေါ့နော် ID က @homeview1review ဆိုပြီးတော့ ID ချိန်လိုက်တယ်ပေါ့နော်ပြီးလို့ရှိရင် home ကိုပြန်ပေါင်းတယ်တွားပြီးလို့ရှိရင်ကျွန်တော်တို့ဒီဟာကို and i ာလာရဒီလင်ဘူရီရာရီဒီဘူလင်ဘူပေါ့နော်လင်ဘူချိန်လာတယ်။ကောင်းရှေ့ရလင်ဘူကိုကျွန်တော်တို့ခေါ်တုံးပါပေါ့နော်အဲဒီတော့လင်ဘူအန်ဘူပေါ့နော်အန်ဘူလို့နာမည်ပေးတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကအန်ဘူကို find view by id နဲ့ရှေ့ရဟာကိုချိန်လိုက်မယ်အာ id acdi ဘူရီရာ address home လင်ဘူပေါ့နော် အဲ့တော့အဲ့ဒီဟိုလင်ဗျူးဒီလင်ဗျူးခေါ်ပြီးပါတယ်ပေါ့နော်ကျွန်တော်လင်ဗျူးထည့်ပြီးပါတယ်အဲ့တော့အဲ့ဒီလင်ဗျူးတွေမှာ data တွေထည့်ဖို့အတွက် error တစ်ခုဒီဆောင်မျိုးတော့အဲ့ဒါ error error lens အဲ့တော့ error lens ထဲမှာ data တွေထည့်မလို့ဆိုတော့ကျွန်တော်ကဟတ်မတ်တယ်နော် HAS ဟတ်မတ်ဟတ်မတ်ကမှာကျွန်တော်ကဘာလို့ထည့်မအောင်ဆိုတော့ strong ပါနော်ဖုန်းနံပါတ်နဲ့ ျွန်တော်ကဒီဇိုင်းလေးနဲ့မထည့်အောင်ဗောနော်အဲ့ဒီတော့ string တစ်ခုဗောနော် adr ing string တစ်ခုတမန်လိုက်တယ်ထည့်လိုက်ပြီဗောနော်အဲ့ error လေးကို item ကိုပြန်ပြီးတော့ဒီအောက်မှာပြန်ခေါ်မယ်နော် id ရန် item new a r a y error နဲ့ဒါဆိုရင်ကျွန်တော်တို့ error လေးတစ်ခုခေါ်ပြီးသွားပြီဗောနော်အဲ့ဒီတော့ကျွန်တော်တို့ဒီပထမခေါ်ထားတာကျွန်တော်တို့ဒီဟာလေးက လင်ဗျူကိုခေါ်တယ်အဲ့ဒီလင်ဗျူရောက်ကမှအဲ့ဒီလင်ဗျူလေးကိုထည့်မယ်ဟာဒီပေါ့နော်အဲ့ဒါလေးတစ်ခုဖန်ကျဲတယ်အဲ့ဒါဆိုတာအစီအလက်ကြီးထည့်ထားတယ်အဲဒီ data အစုအဝေးကြီးတစ်ခုပေါ့နော်အဲ့တော့ဒီ hashmap ဆိုတာကျွန်တော် key value နဲ့တွဲထားတယ်ဒီ data တွေကိုထုတ်သုံးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒါလေးကိုထည့်ပြီးတော့ထည့်ပြီးတော့ဒီ2 data နေရာမှာကျွန်တော် data တွေကိုထုတ်ယူဖို့အတွက် ဒီ GA ဆိုတာဆက်ဆက်အဲတာပေါ့နော်ကျွန်တော်အပေါ် data ကကျွန်တော်တို့ဒီတိတ်ထားတဲ့ data တွေကိုစွန့်နေနဲ့ထုတ်တယ်စွန့်ထုတ်ရတဲ့ဒီစွန့်တွေကိုကျွန်တော်တို့အတက်ပေါ့နော်စွန့်ထားတက်တက်စားတာတွေကိုဂျင်းစွန့်အဲတာဖြစ်ပြန်ပြီးတော့ပြောင်းတယ်ပေါ့နော်အဲ့တော့ GA new ဂျင်းစွန့်အဲတာနဲ့ပြောင်းလိုက်တယ်ပေါ့နော်ပြောင်းလို့ရှိရင်ဂျင်းစွန့်အဲတာဆိုတော့ကျွန်တော်အဲတာတစ်ခုကိုလူပတ်ပြီးထုတ်မယ် AI in tempo 0ပေါ့နော် in tempo 0ဆိုတာ entity tempo 0ကနေပြီးတော့ထုတ်မှစပြီအဲ့တော့ အိုင်တန်ဘိုးဟာဒီအင်ပေါ့နော်အင်တန်ဘိုးဟာကျွန်တော် GE ဒီလမ်းပေါ့နော်ဒီကျွန်တော်လက်ထဲအဲရာထဲနေရဆိုရင်အိုင် plus အင်ကိုကျွန်တော်က12ကိုစုထားမယ်ပေါ့နော်အဲ့တော့12ပြီးလို့ရှိရင်ကျွန်တော် GS ဟိုကကျွန်တော်အဲရာထဲရနေပြီးတော့ကျွန်တော် object ကိုထုတ်ယူ GE ထုတ်ပြီးအဲ့တော့ထုတ်ပြီးလို့ဆိုရင်ကျွန်တော် GE can GS ကိုကျွန်တော်အဲရာပေါ့နော် အဲ့တော့အင်တန်ဘူအိုင်ပေါ့နော်ဟွန်းကျေးဇူးကျေးဇူး OJS အိုင်ပေါ့နော်ဒီအဲ့တော့ဂျေဆိုကျေးဇူးအရာလေကျွန်တော်ကျေးဇူး OJS ကိုကျွန်တော်အင်တန်ဘူလိုက်ထုတ်ယူတယ်အဲထုတ်ယူပြီးသွားပေါ့နော်အဲ့တော့ကျွန်တော်တို့ hash map တကူထပ်ပြီးတော့ပြီးဆောင်မယ်ပေါ့နော် hash map hash map next Die hat mal den Maß, eine Kugel, ne? Schon, eine Kugel, ne? Schon eine Kugel, die Sorge, Fabrice, ne? Nizu, hat Maß, ayo di ne ne ma jono lo a os ki be lu ne tei ne bo no i be lu ne tei ne ji o ga strong ဲ့တော့ကျွန်တော်တို့အရင်သိခဲ့တာဒီနေဆိုရင်နေနဲ့ပိနေဖုံးဆို ဖုံးနဲ့ပိနေပေါ့နော်အဲ့တော့အဲ့ဟာတွေကိုကျွန်တော်ခြေကိုနဲ့ဒီချက်စင်မှာပြန်ထုတ်လို့ရှင်ကတ်ချက်စင်နေနောက်တစ်ခုကကျွန်တော်ဗာလို့ဆိုတော့ဖုံးနံပါတ်တွေပေါ့နော်ဒါလေးကို copy ယူလိုက်မယ်မရေတော့ပေါ့နော်အဲ့တော့သူ့ကိုရေးပြီးတော့ဒီလိုလေးချမယ်ပြီးလို့ရှင်သူ့ကို PHON ဖုံးနေနဲ့ပြန်ထုတ်ပါအဲ့တော့ဒီ name လေးကိုလည်းကျွန်တော်ဒီမှာ key မှာ name လို့တမ်းမှတ်မယ်ဖုံးကိုလည်းဖုံးနေရမှာဖုံးနံပါတ်ကိုလည်း ုံးဆိုရဲကြီးရဲတမ်းပါလာဒါဆိုလို့ရင်ကျွန်တော် hazmat ကိုတိစောက်ပြီးသွားတယ်ပေါ့နော်အဲ့ hazmat ကိုတိစောက်ပြီးသွားဆိုလို့ရင်ကျွန်တော်ဒီထဲမှာထည့်ပါအောင်ဆိုတော့ id ရဲ့ item ဆိုတဲ့ဟာတွေကို s and id link ဆိုတဲ့ဟာလေးကိုထည့်လိုက်အဲ့တော့ဒီ hazmat client ကိုဒီ hazmat ဆိုတဲ့ကျွန်တော် data တွေကို key value data တွေကိုကျွန်တော်ဒီတိစောက်ထားတဲ့ဒီ ဲ့ဒါလည်း half mat တွေကိုကျွန်တော်ကထည့်ပြီးပေါင်းလိုက်တာပေါ့နော်အဲ့တော့ဒီ error တွေကြောင့်နောက်ကြလို့ရှင်တကွာပြန်ပြန်ကြောင်းရှင်းပြရမှာပေါ့နော်ဒီ error တွေရဲ့အကြောင်းအဲ့ဒါဘယ်လိုရှိလဲ error တွေကဘယ်လိုတုံးချတယ်ဆိုတော့ရှင်းပြရမှာပေါ့နော်အဲ့တော့ဒါလေးကိုလိုက်လုပ်ကြည့်ပေးပေါ့နော်လုံရင်းနဲ့လည်းတစ်ပြေးနဲ့သိကြလိမ့်မယ်ပေါ့နော်ဒါကကျွန်တော်က has met တံပိုးတိဆောက်ပြီအဲ့တော့ဖုန်းနံပါတ်နဲ့လင်ထဲမှာထည့်ပါဆိုတော့ကျွန်တော်တို့ကဘာသုံးအောင်ဆိုတော့ဒီ customer customer လိုက်ထားတဲ့ view ကိုထည့်တော့ပေါ့အဲ့တော့ကျွန်တော်တို့ဒီ whole edit ကို နှိမ့်လိုက်မယ်နော် artist ဟိုနှိမ့်မယ်နှိမ့်လို့ရှိရင်ဒီခေါင်းလေးကိုနှိမ့်လိုက်မယ်ပေါ့နော်နှိမ့်ပြီးလို့ရှိရင်ဒီပေါ်ကဒါလေးကိုဆက်နှိမ့်ကြည့်အောင်အဲဒီမှာနှိမ့်လို့ရှိရင်ရှူကားတာပိုင်းပါရှိတယ်လောတဲ့တကယ်ကိုရောက်ပြီးသားဖြစ်တဲ့ဘက်ကျွန်တော်တို့ကဒါလေးကိုနှိမ့်မယ်အဲ့တော့ phon phone ID E N S I D E N ID E N ID ဖုန်း ID ဆိုပြီးတော့ လေးရောက်တစ်ခုခါလေးလိုက်တယ်အဲ့ဒီထဲမှာမှကျွန်တော်တို့ကတပ်ပြူးနှစ်ခုထည့်မယ်ပေါ့နော်တပ်ပြူးတပ်ပြူးနှစ်ခုကိုအပေါ်အောက်ထည့်လိုက်မယ်အပေါ်ကကျွန်တော်တို့တပ်ပြူးကနေတယ်နော် user name တွေအောက်ကတပ်ပြူးကဖုန်းနံပါတ်တွေကျွန်တော်ထည့်မှာပေါ့နော်အဲ့တော့လေးရောက် hiker watch content last လေးရမှာနော်အဲ့တော့ test site text size ကကျွန်တော်16ထားလိုက်မယ်ထားပြီးလို့ရှိရင်ကျွန်တော် text color ပေါ့နော် text color ကိုအမဲရောထားလိုက်မယ်ထားပြီးလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်အတွက်ကျွန်တော်ထပ်ပြီးရောထည့်မယ်ပေါ့နော်အောက်ကဖုန်းနံပါတ်အပေါ်ကကျွန်တော်တို့က user name တော့ပေါ့နော်အဲ့တော့ပတ်တီခွာလိုက်မယ်ပတ်တီပတ်တီကိုတက်စေကျွန်တော်တို့ပြီးတော့ကျွန်တော်တို့ဒီ ဟာကို height ကို width ကိုတက်ထားမယ်ဒါဆိုအလဲကောင်ထားရပါတော့ပြီးတော့ဒီကောင်ကို ID ရိုက်ထည့်မယ်ပြီးလို့ရင်သူ့ကိုလည်း ID D ကိုတက်မှတ်မယ်တက်မှတ်ပြီးတော့ဒီအောက်ဆုံးကဟာလေးကို layout margin dot layout margin dot ဆိုတာအပေါ်ကခွာလိုက်မှာပါနော် layout margin dot ဆယ်ခွာတော့ခွာလိုက်အဲ့တော့ခွာပြီးပြီဆိုလို့ရှိရင်ဒီကောင်ကကျွန်တော်ရှင်းသွားတက်ထည့်လိုက်မယ်နော် ဘွားဟာ US ရဲ့ user နေအောက်ကကောင်ကဖုန်းနံပါတ်ပေါ့နော်ဖုန်းနံပါတ်ဟုတ်ပြီကျွန်တော်အဲ့ကောင်တွေက ID ချိန်ထားပြီနော်အဲ့တော့ ID ချိန်ထားပြီဆိုရင်ကျွန်တော်တို့ဆက်ပြီးတော့သွားမယ်အဲ့တော့ home address ထဲကိုပြန်သွားမယ်သွားပြီးဆိုရင် customer line လို့ပို့တော့ဒီ link ကိုအဓိပ္ပာယ်နဲ့ချိန်မှာချိန်မှာဆိုတော့ကျွန်တော်ဒီကောင်လေးကို လင်းအတ္တပတာ PDA PDE ရအတ္တပတာချိန်တယ်အဲ့တော့အတ္တပတာချိန်လို့ရှင် NU SIN ဒီရရှင်ပဲအတ္တပတာဒီဆောက်လာမယ်ပြီးလို့ရှင် DHID ဒီကလပ်မှာကျွန်တော်တို့က IDEN ဆိုတဲ့ဟာနဲ့ကျွန်တော်ဒီဆောက်လာမယ်ပေါ့နော်ထည့်မယ်ထည့်ပြီးလို့ရှင်ကျွန်တော်၄ယောက်ကိုခေါ်လာမှာအာ၄ယောက် မရအောင်ဆိုတော့ဆောင်းတော့ကျွန်တော် phone item ခါလေးကိုခေါ်လိုက်မယ်အဲ့ဒီမှာရှိရဲ့ tab view တွေကိုကျွန်တော်က id ချိတ်ပြရမှာပေါ့နော်အဲ့ဒီတော့ r အဲ့တော့ id ချိတ်မယ်ချိတ်ပြီးဒီမှာရှေ့တဲ့ဟာပေါ့နော်ကျွန်တော် key value ထုတ်ယူမှာထုတ်ဥမာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘာလုပ်မလို့ဆိုတော့ and w u strong strong Houston Houston comma reuse ID n n ဆိုတာကျွန်တော်တို့ ID ကိုခေါ်မှာเนาะခေါ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘာဆက်လုပ်အောင်ဒီမှာကကျွန်တော်တို့ဆောနာကကြော်ညာထားတယ်ကျွန်တော် name နဲ့ဖုန်းနံပါတ်ပေါ့เนาะဒီမှာ n ရဲ့ name ဒီရောဖုန်းနံပါတ်ကက PH1 နဲ့ဖုန်းကိုထည့်မယ်ပြီးလို့ရှိရင်ဒီ n နေရာတွေမှာကျွန်တော်ဘာထည့်ရမလို့ဆိုတော့ r ID ACD PH1 phone identity W1 comma RID PH1 phone W2 အဲဒါကျွန်တော်တို့အဒပ်တာတစ်ခုတည်ဆောက်လိုက်တာပေါ့နော်မြူးစင်တဲ့အဒပ်တာတစ်ခုတည်ဆောက်လိုက်တယ်သူထဲမှာမှာ ဒစ်ဆိုတာကျွန်တော်ဒီကလပ်မှာပေါ့နော်တည်ဆောက်လိုက်တဲ့ item ဆိုတာကျွန်တော်တို့ထည့်ထားတဲ့ item ပေါ့နော်ဒီ item လို့ဆိုဒီ item လေးပေါ့နော်အဲ့ item ထည့်တာ R layout phone item ဆိုတာသုံးနာတော့ကျွန်တော် customer တိုင်းလုပ်မယ် phone item ဆိုတဲ့ view ကိုဆွဲတင်တယ်အဲ့ဆွဲတင်ပြီးလို့ရှိရင်အဲ့ view ထဲမှာဘာတွေထည့်မှာလဲ main ရဲ့ phone number ရဲ့ထည့်မှာအဲ့တွဲကိုကျွန်တော်က name ရဲ့ phone number တွေကို string error ဖြစ်နေဒီထည့်ရဲ့ပေါ့နော်ထည့်ထည့်ပြီးလို့ရှိရင်ဒီ in ဆိုတဲ့ error ကကြတော့ဒီ ID လေးပေါ့နော် အဲ့ဒီကိုထည့်မဲ့ ID နံပါတ်ကိုတက်မှတ်လိုက်တာပြီးလို့ရှိရင်ကျွန်တော်က link view self adapter ဆိုပြီးတော့ခေါ်လိုက်မှာပေါ့နော်အဲ့ဒီ adapter ထဲမှာမှကျွန်တော်အပေါ်ကတက်မှတ်ထားတဲ့ adapter လေးကိုထည့်ပေးလိုက်မှာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ link view တစ်ခုကိုတည်ဆောက်တယ် link view တစ်ခုတည်ဆောက်ပြီးလို့ရှိရင်ကျွန်တော်တို့ကဘာဆက်လုပ်လို့ဆိုတော့အဲ့ဒီ link view ထဲမှာမှကျွန်တော်တို့ကအဲ့ဒီ link view ပေါ့နော်ဒီ link view link view နဲ့ကျွန်တော်တို့ကအဲ့ဒါအဲ့ဒါ item တစ်ခုနဲ့ချိန်ဆက်ဖို့အတွက် adapter တစ်ခုတည်ဆောက်ရတယ် ဲ့ဒီ adapter ထဲမှာမှကျွန်တော် icon တွေလိုအပ်တဲ့ဒီ ID တွေချိတ်ပေးရပါတော့ချိတ်ပြီးတော့မှကျွန်တော် link view နဲ့ကျွန်တော် adapter ကိုချိတ်ဆက်ပေးရပါတော့အဲ့တော့ link view start adapter ဆိုပြီးတော့ချိတ်ဆက်ပေးလိုက်တယ်ချိတ်ဆက်ပြီးတော့ကျွန်တော်တို့ဟာလေးကိုထုတ်ကြည့်အောင် account လေးကိုနှိပ်လိုက်မှာပေါ့နော်တိကျလိုက်လို့ကြည့်ပေါ့ဗျာအဲလိုက်လို့ကြည့်မှလုံရင်းလုံရင်းနဲ့နားလဲပါမှာပေါ့နော်စာအောင်ကတော့အစိမ့်တက်တက်ဖြစ်တဲ့အနေနဲ့ ဲ့သိပြီတော့နားလဲမှာပေါ့ဗောဒါကကျွန်တော်အလွယ်ဆုံးနီးလန်းကိုပြပေးထားတာပေါ့နော်အဲ့တော့ဒါအရှင်းဆုံးအလွယ်ဆုံးနဲ့ customer life ဒီလေးရောက်ကိုထည့်ပြီးတော့မှာပုံပြထားတာပေါ့နော်အဲ့တော့ဒါကကျွန်တော်တို့ simple phone ကွန်တက် application လေးတစ်ခု project လေးတစ်ခုဖန်တီးကြည့်တာပေါ့เนาะအဲ့တော့ကျွန်တော်အလွယ်ဆုံးဒီ share ID brief ကိုသုံးတယ်အဲ့ share ID brief နဲ့ဟိုမှာ key value နဲ့ကျွန်တော်ဖုန်းနံပါတ် user name ကိုသိနေ error တစ်ခု JSON error တစ်ခုဖန်တီးလိုက်တယ် JSON object တွေထည့်ပေါင်းတယ်ပြီးလို့ရှိရင်အဲ့ JSON error ကိုကျွန်တော် stream ပေါ့เนาะတက်စာရပြန်ပြောင်းပြောင်းတယ်တက်စာရပြောင်းပြီးတော့ကျွန်တော်က share ID brief နဲ့ကိုသိနေတယ်ပေါ့เนาะသိပြီလို့ရှိရင်ကျွန်တော် share ID brief နဲ့ဟာကိုတန်နေပြန်ထုတ်တယ်ထုတ်ပြီးတော့ကျွန်တော်က JSON error ကြောင်းတယ်ပေါ့เนาะ ဲ့တော့ကျွန်တော်တို့ရဲ့ဒီမှာဖုန်းနံပါတ်တွေကိုဒီမှာလင့်လေးနဲ့ကျွန်တော်တို့ကပြထားတယ်ပေါ့နော်။အဲဒီလိုလေးမြင်ရပါပေါ့ အဲ့တော့ဒီကောင်လေးတွေဒီမှာခင်လေးတွေနေကြပါတော့။အဲဖုန်းနံပါတ်တွေထည့်ထည်တယ်ဆိုရင်လည်းအဲ့လိုပေါ်လာမှာပေါ့နော်။အဲ့တော့နောက် lesson မှာဖုန်းနံပါတ်အသစ်ထည့်ထည်တယ် edit လုပ်မှာပေါ့နော်။ edit လုပ်တာနောက်ထပ်အသစ်ထည့်ပေါင်းရမယ်။နောက်ထပ်အောက်မှာထပ်ထည့်ပို့ပြီးတော့ပေါ်လာတာတွေကိုကျွန်တော်တို့ပြရမယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ကနေလိမ့်လိုက်လို့ရှိရင်ဒီ link တစ်ခုပေါ်နှိပ်လိုက်လို့ရှိရင်အဲ့ link ရဲ့ဖုန်းနံပါတ်ဒါမှမဟုတ်နာမည်ကိုပြရတဲ့ဆိုတဲ့ထပ်ထည့်မယ်ပေါ့နော်။အဲ့တော့ကျွန်တော်ရဲ့ lesson ကိုလိုက်ပြီးတော့လုပ်ပြရအောင်နော်။ YouTube subscribe လုပ်ပေးပါ subscribe လုပ်ပြီးတော့အေးနဲ့စောင့်ကြည့်ပါပါเนาะအဲ့တော့ software ရေးနည်းတွေလုပ်တတ်ပါပါเนาะ software application တွေခုံကန်ခံတိတတ်ပါကျွန်တော်က application တွေခံတိပြီးတော့ဝင်ဝင်ရှာတဲ့အလုပ်ကိုလုပ်နိုင်ပါပါเนาะအဲ့တော့ asmo ထည့်ပြီးတော့ဝင်ဝင်ရှာနိုင်မယ်ဒီတော့ client ရပါเนาะဒီ platform မှာ live လုပ်ပြီးတော့မှာအဲလာအပ်တဲ့လူတွေကို application တွေကိုစောင့်ပြီးရေးပေးပြီးတော့မှာပတ်စံရအောင်လေအဲ့တော့ဒီကိုဖုန်းတစ်လုံးနဲ့ပေါ့နော်အချိန်ရရတယ်လို့ live ပြီးတော့လေ့ကျင့်ပေးပါเนาะအလုံးကိုကျေးဇူးတင်ပါတယ်ဗျာ